အဲ့တော့ဆရာဒီ Imagi ပေါ့နော် Pride Glory Honor ဆိုတဲ့ပွဲကြီးကိုသူတို့လှုပ်ရှင်တယ်ဒီမိုင်မှာရုပ်ရလောက်ပွဲတွင်းကျင်တယ်ဆရာတို့စီအဖွဲ့ချုပ်ကိုဆက်သွယ်ပြီးတော့အာဆရာဆရာဦးချစ်ကိုလိုကိုယ်တိုင်ပဲဦးစီးပြီးတော့မှတွဲဆိုင်လေးတွဲဆိုင်တွဲပေးပါဦးတွဲပေးပါတော့ဟုတ်ကဲ့ဆရာတွဲဆိုင်လေးနေတစ်ချက်ပြောပေးပါအောင်ဆရာတွဲဆိုင်လေးဒါ main main event ပေါ့နော် main event Raman နဲ့အောင်ခိုင်နေဖြစ်ပါလေခင်ဗျဟုတ်ကဲ့ခင်ဗျာရောနောက်ဒုတိယဒုတိယကတော့ထုံးမင်းနိုင်နဲ့ဆော့ထူအောင်အခုနဟိုဂျပန်မှာတွားထူခဲ့တယ်ဆိုတဲ့ခလီပေါ့နော်ဆော့ထူအောင်နောက်တစ်ခါကျတော့ဆော့ဘဟိနဲ့ဆော့မင်းနိုင်ဟုတ်ကဲ့ပါဒါသူတို့ဆိုတဲ့ တကယ်ဟိုဇူးသားစူးစားတဲ့ကလေးတွေပေါ့နော်နောက်ပြီးတော့ရေလင်းဦးနဲ့စီတိုးဒါကရန်ကုန်မှာပြည်ထက်ဘယ်သူမှမမြင်ဘူးတဲ့တွဲဆိုင်ဟုတ်ကဲ့ပါခင်ဗျာနောက်ပြီးတော့ထွန်းထွန်းမင်းနဲ့ဆော်ထူအောင်ထွန်းမင်းနိုင်နဲ့ဆော်ထူအောင်ဆိုရင်ရန်ကုန်မှာပြည်ထက်ဘယ်သူမှမကြည့်ဘူးတဲ့ပွဲဟုတ်ကဲ့ပါခင်ဗျာနောက်သူတို့နှစ်ယောက်တည်တဲ့တကယ်ယုံရမယ်ပွဲဟုတ်ကဲ့ပါသူတို့နှစ်ယောက်ကဆာမူဝဲပဲဒီပွဲကဆာမူဝဲပဲနော်ဆာမူဝဲဟုတ်ကဲ့ဗျာနောက်ပြီးစလိုက်တန်ကလေးနဲ့ရှန်တော့သူတို့နှစ်ယောက်ကဘာဖြစ်သွားလဲဆိုတော့ဟိုတော်တော်လေးကိုရွှေကမ္ဘာချန်ပီယံနိုင်ထားတဲ့နှစ်ယောက်လုံးဟုတ်ကဲ့ပါခင်ဗျာနော်နောက်ပြီးတော့ထက်လင်းနဲ့ကြော်နိုင်ထွန်းထက်ကြော်နိုင်ထွန်းဆိုတာကဒိုးလေးရဲ့တူအရင်ခောက်ခောက်ဟုတ်ကဲ့ပါခင်ဗျာ ထလင်းဆိုတာကလည်းကျွန်တော်တို့ kickboxing မှာတော်တော်လေးကောင်းထားတဲ့ခလီဟုတ်ဟိုရိုးရာနဲ့ kickboxing နဲ့သူထလင်းဆိုတာလည်းရိုးရာလိုဝိကလပ်ပဲဒါပေမဲ့ kickboxing မှာတော်တော်လေးကောင်းထားတဲ့ခလီอ่ะဒါပေမဲ့ရိုးရာဓမ္မနဲ့ကျွန်တော်ပေးထိုးကြည့်ခြင်းဟုတ်အဲသူတို့ရဲ့ man နေခံနေဘယ်လောက်ထိရှိလဲပေါ့နော်နောက်ပြီးတော့ Africa နဲ့အောင်ဟင်းစွမ်းအောင်ဟင်းစွမ်းကလည်း kickboxing မှာတော်တော်လေးရတယ်ရိုးရာလိုဝိ Africa ဆိုတာလည်းတော်တော်ဒီငကမန်နဲ့အားထားရတဲ့တိုက်စစ်မှုလေးပေါ့ဟုတ်ကဲ့ဆရာဟုတ်အဲအဲ့ဒါဆင်လာကြီးရဲ့ကလပ်ပေါ့နော်နောက်တစ်ခါဂေါကွတ်နဲ့လာကောပေါ့ ဂောပကဆိုတာလည်းမုံပြင်းနဲ့တကြုံမှာဆက်ဆက်တော့ကစားနေတယ်ခလေးဟုတ်ကဲ့ပါဗျာလာကဘောဆိုတာလည်းကရင်တကြုံဒီဗမာရန်ကုန်မြို့နဲ့အနည်းတော့မှာသူ့ကိုတော်တော်ရှင်ထုံးမဲ့လူမရှိဘူးယူရကြယူရကြယူရကြကလကဟုတ်ကဲ့ပါဆိုဆိုစိတ်ဆိုစိတ်ရှိနေကလားဟုတ်ကဲ့နောက်တစ်ခါကြုံဝင်ရဟုတ်ဆရာကြုံဝင်ရဆိုတာလည်းအကိုဒီဘာမှလက်ရွေးစင်ကစားနေတဲ့ကစားနေတဲ့ကစားတော့မှာနောက်သူက MMA ကစားမှာလားဟုတ်ကဲ့ဆရာအမေမေကလည်းကစ်ဘောက်စင်လည်းကစားတယ်ဟုတ်ကဲ့ဆရာအဲ့တော့အဲ့ဒီဟာကိုကျွန်တော်ကဘာကြောက်ရဲဆိုတဲ့ရိုးရဓမ္မစစ်စစ်နဲ့ပြေးတည်တာလားဩ ဲ့တော့ MMA ကပဲစားမလားငါတို့ရိုးရာပဲစားမလားဟုတ်စရာတွေ့တိုင်းတော့တော်တော်ကောင်းလို့တွေ့တိုင်းစားအောင်ကျွန်တော်တွေ့တာပြီးတော့ဟိုတကယ်တည်းစူးစမ်းအထုတ်တဲ့ကလေးတွေကိုကျွန်တော်ဒီမှာနေရာပေးထားပါတယ်ဟုတ်ကဲ့ပါဗျာအဲ့ဒါဆိုတော့တွဲတွေရတော့တွဲဆိုင်တွေရတော့အကုန်လုံးကျမ်းပဲတွဲဆိုင်နေကြီးပဲဟုတ်ကဲ့ကျွန်တော်မြင်နေရပြီးတော့ဆရာတွဲတဲ့မှာအဆုံးပါတယ်အဆုံးပါတော့စင်သမားတွေရောဘောက်စင်တွေရော MMA သမားတွေရောအကုန်ပါတယ်ကွာ you are lowing နဲ့မလွတ်အောင်အကုန်လုံးကဒီ you are lowing မှာလဲ ပညာဆန်းလို့ရမယ်ပညာစစ်လို့ရမယ်ဒီကလေးတွေอ่ะအကုန်လုံးကဒါကျွန်တော်တို့ဒီပွဲတွေအောင်စာစစ်ပွဲစာစစ်ပွဲတွေကြီးပဲစာစစ်ပွဲဒါအဲ့ဒီနေ့ဒီတွဲစံဒီပွဲစံမှာဆရာကျွန်တော်တို့အဓိက main တွဲစံပေါ့နော်ဗရာမန်နဲ့အောင်ကင်ပွဲလေးလဲဆရာဆက်သုံးသပ်ပြပါအောင်ဆရာတို့သူကလက်ဝဲမျိုးမျိုးရှိတယ်သူတို့အဘိုးသူတို့ဒီဘက်ကအဘိုးဆိုရင်ဖုံစင်ကျဲနေသူခေါင်းတိုက်မှာဆရာကြီးပဲဒါသူ့အဘိုးရဲ့အဲ့ဒီဘိုးရဲ့ညီကျက်တင်ရင်ရေးကျက်တင်ရင်ရေးဆိုတာကြတာဒါအခုဒါဦးအဒီလို့လဲခေါ်တယ်ဒါဒါရမန်အဘိုးရင်းပေါ့ဒါတော့အဲ့သူကလည်း သူခင်းတဲ့သူမှနာမည်ကျော်ငယ်ငယ်တော့တမန်ကြောက်ပေါ်နဲ့ထိုးဘူးတယ်အဲသူကဒါတာဟိုဟိုအော့ဖက်ငယ်စဉ်ရပေါ့အဲ့ရနေမှသူဒါစလောလေးကမှဆုံးသွားတယ်နေဝင်းထွန်းဆိုတာဒါယာမန်နဲ့ကြတော့ဥမင်းတော်တာပေါ့ယာမန်ဥမင်းနေဝင်းထွန်းရေးဆိုပြီးသူလည်းသူလည်းဒါရောရောအစဲကျွန်တော်နဲ့ကျွန်ဒီမှာလာပြီးတော့တေချာထိုးထိုးဘူးတယ်ရန်ကုန်ရန်ကုန်ပွဲတွေမှာဒုတိယဒါနေမှာဆိုင်ရမှာထိုးဘူးအဲ့လိုဆိုသူကလက်ဝဲမျိုးရုံးနဲ့ဆင်းသက်လာထိုးလုံးတော့ကတော့ဘာမှသိပြောစရာမရှိဘူးအဲ့လိုပြောတခါတခါသူကနည်းနည်းဟိုစိတ်သေးတမျိုးမဖြစ်ရင်တမျိုးဖြစ်သွားတာလေဒါမျိုးလည်းကလွယ်လို့ခါကြပေးတတ်မကြိုက်ဘူးသူ့ မကြိုက်ဘူးသာပါဆိုတချို့ပွဲတွေမှာ तू ကတင်းတင်းမှမထိုးဘူးအဲ့လိုမျိုးလေးတွေရှိတတ်တာပေါ့ဒါပေမဲ့ तू ကပါဆိုပွဲပေါ်မူတည်တယ်ပြိုင်မဲ့ပေါ်မူတည်တယ်အဲ့ तू ကိုစိတ်မှန်သွင်းပေးနိုင်တယ်ဆိုရင်တခါကျတော့လို့နောက်ခံ background ရစိတ်ညစ်စရာတွေပါရှိဘူးဒီကောင်ကတော့အကဲမပွဲတော့စင်မပါလာတော့အဲ့ပြဿနာအဲ့ပြဿနာလေးရှိတယ်အဲ့ပြဿနာကြာပြေးတဲ့အမြင်မရှင်းစရာမြင်မရှင်းတော့ဘူးဒါကကိုယ်လည်းကြည့်နေခါကြာဘာလောက်တာလဲဒီကောင်ဒီလိုမျိုးတွေမကြိုက်စရာပေါ့နော်အဲ့တော့ဟိုတော့ဟို ဟို SBD လာရဲ့ယောက်ျားဖြစ်ခဲ့ပြီး Richard Burton ကိုတို့ရုပ်ရှင်ဝေဖန်သွားလေပြောလို့ဟာညံ့ရာကြီးနဲ့ Richard Burton သုံးလုံးမရတော့ကောင်းပြီဆိုရင်ဘယ်မှာ live လုပ်ပြီးတော့ကော Academy တော့မကောက်ဘူးဒါတော့မကောက်ရင်တော့ဘေးဖို့ကောင်းတယ်ဆိုတာမျိုးပေါ့သူလဲလို့ပဲသူမကောင်းဘူးရောစိတ်ညရတယ်တခါလေကြာဟာဒီကောင်ကွာဟာတော့မလုပ်နဲ့ရမန်ကြောက်ထပြီဆိုလေဒါကြည့်ဘူးတဲ့ဘယ်လိုလုပ်ခဲရှိလို့ကွာကြောက်စရာကြီးလုပ်စရာကြီးကြောက်ခဲရှိဆိုတာပဲဟိုမှာထွန်မင်းလက်တို့ဘာလို့ဒုက္ခဟုတ်တာလဲကောင်းတယ်သူတီးတာကြောက်စရာကြီးအဲ့လိုမျိုးပေါ့နော်ဆိုတဲ့ခါကျတော့အခုသူနဲ့အောင်ဟိုင်းနဲ့ကြာတော့အဲ့ဒီ တော့လည်းတွေ့ဦးတယ်သူတို့ကတယောက်တယောက်အကြောင်းသိတယ်အကြောင်းသိတယ်သူအောင်ခံရလဲဟိုဘက်ချမ်းရသလိုရှင်ဒါတို့ခုနပြောတယ်သူလည်းတိုက်စစ်မှုတခုပဲเนาะပထမဆုံးရတယ်ဟုတ်ကဲ့အဲ့ပါဆိုရင်နောက်ဆုံး तू ကထွန်းထွန်းမင်းနဲ့ထိုးဖို့အထီတော်မှအစီအစဉ်ရှိပြီးတော့လေ့ကျင့်ထားတာအဲအဲ့လိုမျိုးပထမနာတက်ချင်တာရမ်းပါတော့အဲ့တော့တို့နှစ်ယောက်ကဒီဘာလဲဆိုတော့ပထမနာဝင်ပေါက်မှာလာပြီးတော့ဒါလာလာလာဆုံးလာလာဆုံးနာမင်းရင်ဝင်မလားငါရင်ဝင်မလားအဲ့ပါရင်စားပါနောက်တို့နှစ်ယောက်စုံမှုလာတယ်ဆရာတည်ရင်များတယ်ဟုတ်ကဲ့ဟုတ်ကျွန်တော်ဒီပွဲဒီဟိုမှာ तू က ူနဲ့ထူထူကိုနဲ့ကိုတို့ရေးစီတာလေအဲ့တော့ဒီမှာကျတော့ကျွန်တော်ဂျားနေဒါတရားတော့တကယ်တကယ်စစ်ကွင်းပေါ့ကျွန်တော်ပြောနေတာဒါကတကယ်စစ်ကွင်းမှာပြန်ရမယ်လို့လူကင်းမှလာချာလူကင်းကင်းမှလာချာဘယ်ပြည်သားမှမရှိဒီရရရဒီဒီရရန်ကုန်ပြည်သားနဲ့ရန်ကုန်ပြည်သားနဲ့ချာအဲနောက်ဟိုမှာကျတော့လူကင်းမှမောဒီရနေပြီးတော့သူကမောအောင်မောအောင်မောအောင်လူကကင်းမှသွားထိုးရင်ကင်းပြည်သားရှိတယ်ရှိတယ်ခြေခါကျတော့ခါကျသူကဒါကတော့ရောလဲပြီးတမားရဲ့တဘာဝပေါ့နော်ရှိတတ်တယ်အော်သူ့နယ်မှာတော့သူ့တော့ ပွင့်ပေးမှာငါတိတ်အရင်လုပ်လို့မကောင်းဒါမျိုးရှိသလိုပဲဒီကသွားပြန်တော့လဲရှစ်တက်တဲ့ငါစိတ်ရဲ့တဘာဝလေးကိုပြောတာပြထားတာဖြစ်တယ်လို့ပြောတာမဟုတ်ဘူးတို့မလုံးသိတယ်အောင်လဲတခါလေကြရင်အဲ့ကိန်းတဲ့သဘောလေးရှိတတ်တယ်ကိန်းဝင်ဒီလိုမျိုးလဲကြောက်ဘာမှကိန်းရမှာမဟုတ်ဘူးမရှိတော့ဘူးအဲမရှိတော့ဘူးဘာဘာမှမလို့တော့ဘူးအဲ့တော့မင်းကလည်းနင်လားငါလားတွေ့ဖို့ပဲရှိတယ်အရှင်းမှာအဲဖြေကိုယ်ပဲမရှိခဲ့တဲ့မြတ်ဒီတင်ပြီးယုံမှာဂျာဝဲမှာပေါ့နော်တင်ပြီးယုံလာတာဒီကလဝေးရတကယ်ဘူမိနတ္တဘူမိနတ္တနေရာကြီးပေါ့ဗျာဒီနေရာမှာတို့နှစ်ယောက် ထိထုတ်ရမှာပဲနောက်ပြီးတို့နှစ်ယောက်လုံးကလည်းဘာအဓိကရှိလဲဆိုတော့ငါနိုင်မှငါပထမတန်းအလွတ်တန်းချန်ပီယံကိုစိန်ခေါ်လို့ရမယ်ဆိုတော့အတိရှင်းနေမှာရှိမှန်ပါဗောမဟုတ်လေသူစီစဉ်သူကလည်းအဲ့နိုင်တဲ့ကောင်ပဲအလွတ်ပထမတန်းတင်မှာဗောဘယ်ဘယ်ဟုတ်တယ်ဟုတ်လားအဲ့တော့ဒီနေ့ကဒါဒါဒါပထမတန်းတက်ဖို့အတွက်ကိုအချိန်နေဘူးပထမတန်းစိန်ခေါ်သူနံပါတ်1နေရာရဖို့ဒါဒါစိန်ခေါ်သူနံပါတ်1နေရာရဖို့ရှုံးတဲ့ကောင်နံပါတ်1ဖြစ်မယ်ဟုတ်တယ်ဒါဒီတဘောပဲရှင်းမှာတစ်ခါလဲမဟုတ်နှစ်ခါလဲမဟုတ်တည်ရတော့သူလည်းဘယ်ဘွဲဖြစ်နေဖြစ်ဒီဘွဲကိုတော့အဖြေထုတ်အောင်ထုတ်အောင်ဒီဘွဲကတော့ ကျန်တော့ဆရာဒီဘွဲအဓိကတွဲဆိုင်ရလဲဘလူဘွဲဖြစ်နေဖြစ်နေအကျိမ့်နေဦးချိမဲ့ဘွဲဘွဲဟုတ်တယ်အားကြောင့်ပြိတ္တတွေနေနေလဲလုံးဝတမလွတ်တန်စောင့်ကြည့်ရမယ်ဘွဲကြတာပါတော့ဒီဒီဘွဲဒီအားလုံးဒီပြိတ္တလွတ်လို့မရတဲ့ဘွဲတွေပဲဟုတ်ကဲ့ပါဟိုတော့ဘယ်ဘဲမှာပြင်ထွက်ပြင်ထွက်ဆက်လိုက်တော့မယ်မလို့မရဘူးအဲပြီးရင်နောင်တရရကုန်နောင်တရဟုတ်ပါရဲ့ဆရာတော့ TV ကြည့်မယ်ဆိုတော့ TV ရှေ့ကမခွာနဲ့အကုန်အကုန်အဆုံးချထားပြီးတော့မှထိုင်ကြည့်ကြည့်ရုပ်တံလည်းပြပါစို့လေဒီလိုမလန်တဲ့လူတွေလည်းနေရနေဖြူပြရတဲ့ Skynet ကနေပြီးတော့ ဒီမှာ easy ကြည့်လို့ရတယ်ဒီဘွဲကို Skyline Sport H ကနေပြီးတော့ live ပြမှာအဲ့အတွက်အိမ်မှာဟိုဟာကိုယ့်ရဲ့သုံးဆောင်လေးပေါ့နော်စလိတ်ကြောက်ကြောက်ပါဒီကိုကြောက်ကြောက်ပြီးတော့တခါရဲ့တခါတော့ကြည့်လို့ပြင်တော့လို့ဒူလိုက်မယ်နေနေတော့လွတ်လိုက်မယ်မလို့နော်ပြန်လာနောက်လာရတော့မရဘူးဒီကလည်းဝေးကြိုက်တဲ့ပြည်သက်တွေတော့တေးရအောင်ပြင်စီပြီးကြည့်ရမယ်ပွဲဖြစ်ပါမှန်ပါတယ်ဗျာဟုတ်ကဲ့ဆရာဒီနေ့ဆရာတို့ဆွေးနွေးပြရလဲတော်တော်လေးကိုစုံစုံလင်းလင်းနဲ့ဒီပွဲစဉ်နဲ့ပတ်သက်ပြီးတော့အားလုံးဟိုသိကျင်တာလေးလဲပါဝိုက်ဖြစ်တဲ့အတွက်ကျေးဇူးထူးနဲ့တင်ကြည်ပါရစေ။ဒီရိုးကလည်းဝေးပြန်ပွဲကြီးတွေတော့ လာမယ့်စက်တင်ဘာ28ရက်နေ့မှာတင်ပြီလက်ဝဲရုံမှာကျင်းပမှာဖြစ်ပြီးတော့ဒီပြန်ပွဲကြီးကို Skynet Sport H Channel နဲ့ Skynet App Application လို့ကနေပြီးတော့ Dive Live ထုတ်လွှင့်ပြသပေးသွားမှာဖြစ်တဲ့အတွက်ကြည့်ရှုအားပေးဖို့အတွက်ဖိတ်ခေါ်ချင်ပါတယ်။ဒီနေ့အခုလိုမျိုးကျွန်တော်လည်းအတူတူဒီပွဲစဉ်ကိုပါဝင်ပြီးတော့သုံးသပ်ပေးတဲ့အတွက်ဆရာတို့ညောက်လည်းအထူးမြတ်ကျေးဇူးတင်ရှိပါတယ်ဆရာ။ဟုတ်တယ်ပါ။ကျေးဇူးတင်ပါတယ်ခင်ဗျာ။